စစ်တပ်ကအမျိုးသားနဲ့အထိမ်းမဲ့အဖြစ်ဘွယ်တူးဂုံနူးတွေကိုဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်မှာပေးခဲ့ရမှာတော့ဟာတာတရုတ်ဆောင်ဒိန်းတောင်ငိန်ချန်အုံဒီခိုင်နင်းဝေဝေလူကျော်အပါဝင်12ယောက်ကလူမှုထိုးကျွန်းစု ပထမဒုတိယနဲ့တတိယအဆင့်တွေရရှိခဲ့ကြပါတယ်။စစ်တပ်ကပေးတဲ့လူမှုထိုးကျွန်းစုပထမအဆင့်ကိုဟာတာတရုတ်ဆောင်ဒိန်းတောင်နဲ့ဒရိုက်တာဇေယောမမောင်တို့ကရရှိခဲ့ကြတာပဲဖြစ်ပါတယ်။လူမှုထိုးကျွန်းဒုတိယအဆင့်ကိုတော့ ဟာတာတရုတ်ဆောင်ငိမ့်ချန်တရုတ်ဆောင်ငွေလူကျော်နဲ့ခိုင်နှင်းဝေတို့ကရရှိခဲ့တာဖြစ်ပါတယ်။ဒိန်းနောင်ကိုစစ်တပ်ကချွေးသိမ့်တဲ့သဘောနဲ့စုပေးတာလို့နေပြည်တော်သတင်းရင်းမြစ်က DVV ကိုပြောပါတယ်။လူမှုထူးချွန်စုတတရအဆင့်ကိုတရုတ်ဆောင်ထူခန့်ကျော်အုံဒီနဲ့ဦးတိန်ညွန့်တို့အပြင်ဒရိုက်တာတွေဖြစ်ကြတဲ့ဒရိုက်တာညိုမင်းလွင်ဒရိုက်တာကိုစောအာယုံဒရိုက်တာကျော်စောလင်းအတွေးပုံရိပ်တို့ကိုစစ်ကောင်စီကပြည့်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲလူမှုထူးချွန်စုတတရအဆင့်ကိုတော့တပင်လောကက နမည်ကြီးတဲ့တင်မောင်ဆမ်းမင်းဝင်းနဲ့ဗရန်များကေခိုင်တို့ကို စစ်ကောင်စီကပေးအပ်ခဲ့ပါတယ်။အာနာသိမ့်ပြီးစစ်ကောင်စီကပေးတဲ့လူမှုထူးချွန်စုတွေကိုရန်အောင်ရဲအောင်ခန့်စီသူစိုးမြတ်သူစာ မေတင်စာဦးခိုင်တင်းကြီးမေတန်းနှုတို့ကရရှိထားကြပါတယ်ရှင်။